်မြတ်စွာဘုရားလက်ထက်ကအာနန္ဒာတတိယဆိုတာရှိတယ်တဲ့ကတိ40လောက်ထိတောင်ချမ်းသာတယ်ကျွယ်ဝတယ်ဥစ္စာပစ္စည်းကချမ်းသာကျွယ်ဝပြီမယ်လို့အမှန်တရားရဲ့ပုံမှာယုံကြည်မှုအမှန်တရားကိုသိမြင်နားလည်မှုတတ်တာပညာကတော့ခေါင်းပါတယ်လို့ဆိုရမယ်ဥစ္စာပစ္စည်းတော့ပေါများတယ်တရားတရားနဲ့ပညာတရားကတော့ခေါင်းပါတယ်တူကဘဝရဲ့ပုံမှာဘလို့မြင်တာတုံးဆိုတော့ဘဝကရှိမှသာလည် တကယ်တန်ဖို့ရှိတာဘဝမှာအရေးကြီးဆုံးကရှိဖို့ပဲဘဝမှာအရေးကြီးဆုံးကဘာလို့ရှိဖို့ပဲတကယ်တမ်းအစ်စ်အမှန်ကဘဝမှာအရေးကြီးဆုံးကရှိဖို့မဟုတ်ဘူးဘဝမှာအရေးကြီးဆုံးကပြီးဖို့ဟုတ်ပြီနော်ဒီစကလုံးလေးနှလုံးကိုဘုံဘုံကအလွန်မင်းကိုယောဂီတို့ရဲ့စိတ်ထဲမှာစွဲနေခြင်းပါဗျာရှိဖို့ဆိုတာကဘဝရည်တည်ဖို့အတွက်မလိုအပ်ဘူးမဟုတ်ဘူးလိုအပ်ပါတယ်သို့တော်သူဟာပဓာနာမဟုတ်ဘူး ်မရှိလို့ဖြစ်တဲ့ဒုက္ခနဲ့မသိလို့ဖြစ်တဲ့ဒုက္ခကအဆမတန်ကြီးတယ်ဟုတ်လားမရှိလို့ဖြစ်တဲ့ပြဿနာတွေနဲ့မသိလို့ဖြစ်တဲ့ပြဿနာတွေကသာလဲပုံမှုပြီးတော့ကျေပြန့်နဲ့ရှုပ်ထွေးတယ်ဟုတ်လားအခုယောဂီတို့သိဖို့ကြိုးစားကြတာတော့သိတယ်ဆိုတာအမှန်ကိုသိတာကိုသာသိတယ်လို့ပြောတာအဖြူကြီးကိုအမဲလို့သိနေတာကိုသိတယ်လို့မပြောဘူးအဲ့ဒါလွဲနေတာသိတယ်ဆိုတဲ့စကလုံးရဲ့ရှေ့မှာအမှန်ကိုဆိုတဲ့စကလုံးမှာဘုန်းဘုန်းတို့က တပြိုင်တည်းထည့်သွင်းပြီးတော့ဘာလုပ်ရမလို့နားလေရမယ်ဟုတ်လားအခုတတိယကသူကဘာရေးကြည့်နေဆိုရှေ့ဘောပဲရေးကြည့်တယ်တသူရဲ့သားကိုသူအမြဲတမ်းဆုံးမတယ်ဘလို့ဆုံးမလို့ဆိုဘောကရှေ့ဘောကအရေးကြီးတယ်ရှေ့ဘောဆိုလို့ရှိရင်ရှီပီးသားလေးကိုဘယ်တော့မှမပွန်းပဲ့နေနဲ့ဘာအကြောင်းကြောင့်မှမပြက်စီးစေနဲ့ဘယ်သူမှလည်းမပေးနဲ့နောက်ထပ်ရှိအောင်သာကြိုးစားအဲ့ဒါကိုသူကရှီပီးသားလေးကိုမပွန်းပဲ့ဘူးနောက်ထပ်ရှိအောင်ကြိုးစားဖို့ဥပမာနဲ့ပြောတယ်သူက အင်စနနခယံဒိတ်တဝါမျက်စင်းကြောင့်များတောင်တွေးပါများလို့ရှိရင်ကုံသွားလာနော်ကလမတွေနမျက်စီကိုလှအောင်ကွင်းနဲ့နော်မဲမဲလေးကွင်းနဲ့မျက်စင်းကြောင့်ဆိုတာရှိတယ်တခါတွေးမှနည်းနည်းပဲကုံတယ်ဟုတ်လားဒါပေမဲ့တွေးပါများတော့သောသောကမျက်စင်းကြောင့်တုံကြီးရတိတိလေးပဲကြံတော့အဲ့ဒါကိုသူကဥမာပေးတာနော်မထိကပ်စီနဲ့မဆုံးရှုံးစီနဲ့ယာပြီးသားကိုအကြည့်အခဲတီးနေအောင်စူးစမ်းရမ စုပါများလို့ရှိရင်များလာတယ်ဆိုတော့သူဘာပြောလဲဆိုချအကောင်လေးတွေနည်းနည်းချင်းစုတာတောင်ပူကြီးအကြီးကြီးဖြစ်လာတယ်။ပြားကောင်လေးတွေနည်းနည်းချင်းသေးလာတာပြားလက်ပူကြီးအကြီးကြီးဖြစ်လာတယ်။ဟုတ်လားဒါသူပေးတဲ့ဥပမာလေး။ဒါကြောင့်ဘဝမှာရှိဖို့သာကြိုးစားပန်းနိုင်ကဒါပဲ။အဲလိုမျိုးဘုံဘုံတို့လောဘကိုအခြေခံပြီးတော့ငါဆိုတဲ့အမြင်မှားကြီးကိုအခြေခံပြီးတော့နေတဲ့အတွက်ကြောင့်စိတ်နှလုံးကအလွန်မှမဖြစ်တော့ဘူးဆိုတော့ကြံထန်းတယ်နော်။ စိတ်ကလှပမှုမရှိဘူးနူးညံ့မှုမရှိဘူးတိမ်မွေးမှုမရှိကြမ်းတမ်းခက်ထန်အဲ့ဒီလို စိတ်ထားတွေနဲ့ဘဝတစ်ခုဆုံးသတ်သွားတယ်ဘလို့စိတ်ထားနဲ့ပဲဘုံဘုံတို့ဘဝမှာနေနေအချိန်တန်တော့လည်းပဲအချိန်ကုန်တော့လည်းပဲဒီခန္ဓာမရှင်သန်မှုဆိုတဲ့စက်ကြီးကဘာဖြစ်သွားတာလဲရပ်သွားတာပဲ